ဟယ်လိုအလုံးမင်္ဂလာပါကောက်တော်နေပါရှင်ရောကမအသီးခောက်ခဲအဝင်နဲ့လို့လို့လူမျိုးရှိပါတယ်လို့နော်အသီးခောက်ခဲအဝင်နဲ့မသိဘူးလားသိတယ်တကယ်တိလားဆိုလေအဲ့လောက်ရှိနည်းနည်းရှက်ရှက်မသိဘူးတကယ်ဟောက်လားဆိုလေတကယ်လည်းမဟုတ်ဘူးနော်အဲ့ဒါကြောင့်ငါသီးငါတဲငါနားလေငါတော်ဆိုရင်အဲ့လူဟာအဲ့ဒါပျက်စီးဖို့နေပြီလေ เนาะဘာလို့ဆိုဘုရားဟောထားတာမရှိမပฏิပဒါเนาะကိုလေးမှားတက်တယ်ကိုများလေးမှားတက်တယ်เนาะအဲ့ဒါကြောင့်သူအမောက်ကိုကြည်တယ်လို့ကို အမောက်ကိုလေးကြည်ကြပါလို့เนาะလူတည်းဟာအမားနဲ့မကိမ့်ပါဘူးเนาะအဲ့ဒါကြောင့်အဓိကတငေရှင်းဖြစ်ဖြစ်မိတ်ဆွေဖြစ်ဖြစ်ဘေးနီးယားဖြစ်ဖြစ်ပေါ့เนาะတယောက်ကိုတယောက်เนาะအမအမှန်ခွေရှားကြပါလို့เนาะဘာလို့ဆိုရင်ကွယ် အစားမှာတော့မတိခေဘူးတော့ငွေလေးယူငွေတွေးအချိန်မှာတော့ဘယ်သူမှအကုန်လုံးနားမလည်ကြဘူးဒါပေမဲ့အဆုံးမှာကြားလာကိုကကူအကုန်လုံးနားလည်လာပြီးတည်တဲ့လာပြီးဆိုတဲ့ခါကျအော်နောက်ဓာရတဲ့ခါပြင်ပြင်လို့မရတော့ဘူးအဲ့ဒါကြောင့်အမြဲတမ်းကိုကကူစဉ်းစားပါကိုရေးစိတ်စီရာကိုကိုလှုပ်ပါเนาะအမားကိုဟိုမှအမားကိုမရောက်ပါစေနဲ့เนาะလူကဒီငွေရတဲ့အချိန်မှာကိုပြုပြင်လို့ရတယ်ကိုမှားတော့ရင်ပြန်ပြင်ပါ နော်ဒီလန်းဟာမှားနေတယ်ဆိုရင်နောက်ဆုတ်ပါနောက်ဆုတ်ပြီးတော့ကောက်တဲ့လန်းကိုရွေးပါနော်ဒီလန်းကိုမှားတာကိုစီစီရင်နေလေးအင်းငုံပြီးတော့မနေပါနဲ့တော့နော်အဲ့ဒါကြောင့်ကိုက ပေါက်တဲ့နေရာမှာလေအရေးကြီးပါတယ်လို့နော်အဲကိုဘလို့ခံစားနေရတယ်ကိုစိတ်မှာဘလို့ရှိလေဆိုတာသင်ရဲ့အနာမှာလူနဲ့အများကြီးသက်ဆိုင်ပါတယ်လို့နော်အဲ့ဒါကြောင့်ကိုအရေတောက်တိလူ၂ယောက်ပေါင်းရင်၃ယောက်မြောက်အရေတမဟာကိုဖြစ်မှာပါလို့နော်အဲမိတ်ဆွေကော၂ယောက်ပေါင်းရင်၃ယောက်မြောက်၄ယောက်မြောက်မိတ်ဆွေဟာကိုဖြစ်ကိုဖြစ်တတ်ပါတယ်လို့နော် အဲ့ဒါကြောင့်အမေတက်ကိုစိတ်ချမ်းသာအောင်အမေတက်အိရှန်ကိုတချို့ဆိုအသေးရွေးငင်ငင်နဲ့နော်တအားအရွေကြားတွေဟိုဟိုအသေးက20ကျော်လောက်ပရှိသေးတယ်သူတို့အရွေကဟိုတအားအရွေကြားတွေဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကသူ့ရဲ့အထီးမှာပူလောင်နေလို့နော်အဲ့ဒါကြောင့်ဒီအထီးကစိတ်ကတကီကိုကြည်လင်ဖို့လိုပါတယ်နော်အဲ့ဒါကြောင့်တယောက်ကိုတယောက်ဒံရမပြပြနဲ့နော်အစင်မပြင်းကိုမှတငေရှင်းဖြစ်ဖြစ်ဟလာအိမ်ထောက်ဖြစ်ဖြစ် တရားနဲ့တရားနဲ့အဆင်မပြေအေးစေးခွေးပေးလိုက်နော်အဲကိုကိုမလူရှင်လို့ထောက်ခဲ့တဲ့လူကလေးကိုကပြဿနာရှာစရာမလိုဘူးနော်အဲ့ဒါကြောင့်ငွေတုံးမှာတော့ကိုယ်မစိမ်းစားတဲ့ဘူးပေါ့နော်မှားတဲ့တာပေါ့တရားကိုတရားမျိုးတင်းနဲ့အဲ့ဒါတွေမလိုပါဘူးနော်အဲ့ဒါကြောင့်မိမိပြူတွေကံကမိမိစီကိုလာမှာပါနော်အဲ့ဒါကြောင့်ဘသူကမှကိုကမလုပ်ပါနဲ့နော် ကိုမတိလရှိအောင်နေပါနော်ကိုကြီးစေတနာကကိုကိုအကျိုးပေးပါတယ်လို့နော်အကုန်လုံးအဆင်ပြေကြပါစေအကုန်လုံးပညာနဲ့တုံ့တက်နိုင်ကြပါစေအကုန်လုံးကျေးဇူးတင်ပါတယ်ကောက်တော်နေပါ